လက်လေးတူလေးလှုပ်ပြပြီးတော့ mans တော့စေးလုံးပြောတာလားဗာလဲကိုကမသိဘူးလေသူကအာရဖီစကားနဲ့သူနဲ့နေမလားယောက်ျားတော်မလားအလုံးမင်္ဂလာပါခင်ဗျာဒီဖြစ်စဉ်လေးကတော့အိုမန်ရောက်ရှိနေတဲ့ဒီကောင်မလေးကသူအိုမန်မှာလှုပ်လှုပ်နေတဲ့ကာလအတွင်းမှာအရင်တွင်းဖြစ်စဉ်ခဲ့တဲ့စိတ်မကောင်းစရာဖြစ်စဉ်တစ်ခုကိုသူလာရောက်မျှဝေပေးတာဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုတော့သူလှုပ်လှုပ်နေတဲ့အိမ်မှာသူပြောရမယ်ဆိုလို့ရှိရင်တော့နာဘူးကြခံရတာပေါ့လေအဲ့ဒါနဲ့ပတ်သက်ပြီးတော့အခုလိုမျိုးသူလာရောက် ဝင်မြပေးသွားတာဖြစ်ပါတယ်။ကဲကျွန်တော်နဲ့အတူတူလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ Let's go ။လူမင်္ဂလာပါတဲ့။ဦးမမရှိတဲ့လူလေးတတိထားစေခြင်းနဲ့ပေါ့နော်။ဦးမနိုင်ငံမှာနေတဲ့လူတွေအပြင်လောကမှာလုံခြုံမှုရှိတယ်။ကိုနေတဲ့အိမ်မှာလုံခြုံမှုမရှိဘူး။အားလုံးလေဆိုတော့တချို့တတိတွေရ နာဘူးကြတယ်နာကြီးရေပေါ့နော်တထေးတန်းလို့မဆိုလို့ကျမတထေးဆိုကျမရောက်နေတာနာဘူးကျမလက်မခံလို့အာဒီနေ့ကျောင်းကျောင်းတွေကဖွင့်တယ်လေကျောင်းတော့ဖွင့်တော့တထေးမတွေမရှိဘူးဆိုသူတို့ဝင်မယ်လေအဲ့တော့ကျမတို့ကအဲလက်လေးတူလေးလုတ်ပြပြီးတော့မန်းစ်တယ်မပါမဲ့နော်ဘောကမမတီးတာမန်းဆိုအစည်းလုံးပြောတာလားပါလေမတီးဘူးလေသူတို့အားရခွေးစကားနဲ့ဆိုအာနဲ့မန်းစ်မန်းဆိုဟာဘာမဲ့နော်မတီးဘူးပေါ့ခဏနေတော့ပြင်လာအောင်နေတော့ กินแล้วတော့ถ่ายเนี่ยถ่ายบ่เนาะงาอลุลุกาวมั้ยสอบะบะตันเนี่ยสอบะตันก็เนี่ยเปียวแท้มีเนี่ยตัวไอ้นี่สกาเวแมสนะบาตัวเราเนี่ยงามนะเนี่ยตัวนี่เนี่ยงาเนี่ยแมสอ่ะแมนโบตัวดูเนี่ยหนีมล่ะยกจ้าตอมล่ะကဲဖြစ်စဉ်လေးကတော့ဒီလောက်ပါပဲခင်ဗျာဒီကောင်မလေးကသူ့အိုမန်ကိုရောက်ရှိနေတဲ့ကာလမှာသူ့သူ့အလုံးလုံးနေတဲ့အိမ်ကတထေသူ့ကိုနာဘူးကြတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အခုလိုမျိုးသူလာရောက်ညွေပေးသွားတာဖြစ်ပါတယ် တကယ်လို့ကျွန်တော်တို့လူများနိုင်ငံရောက်လို့ရှိရင်အခုလိုမျိုးအခြေအနေမဟန်တဲ့ဖြစ်စဉ်မျိုးဖြစ်ခဲ့မှာဆိုလို့ရှိရင်ကိုယ့်ကိုဟိုပို့ခဲ့တဲ့ agent ကိုအကြောင်းကြားပါဆက်တွယ်ပါအကြောင်းရင်းကို ပြောပြပါပြီးလို့ရှိရင်ကျွန်တော်တို့အဲ့ဒီဟိုလှုပ်ရှိလှုပ်လက်ရှိအလုံးလုံးနေတဲ့အိမ်ကနေပြီးတော့အတက်နိုင်ဆုံးထွက်လိုက်တာအကောင်းဆုံးပဲနော်အလုပ်ကိုရပ်တန်းပြီးတော့တကယ်လို့အကြောင်းပြချက်မရှိပဲနဲ့ဟိုရက်တက်မှုကတော့ခက်ခဲတယ်ဆိုပေမဲ့လည်းအခုလိုဖြစ်စဉ်မျိုးကတော့ကိုက တက်တေထောက်ထားခိုင်းလုံနေဆိုလို့ရှိရင်တော့ဇာယုံမပြည့်ရင်တော့မှထွက်လို့ရပါတယ်အဲ့ဒါဘာဖြစ်လို့ဆိုတော့ဒါ error တက်တယ်လို့ပြောရမှာပေါ့နော်ပြီးနောက်တစ်ခုကတော့ဟောကျွန်တော်တို့တချို့လူတွေတော်တော်များများကျွန်တော်တွေ့ဖူးတယ်ဟိုတခြားနိုင်ငံသားတွေကတခခုဟိုဘိုလ်လုံးမဟုတ်တာပဲဖြစ်ဟိုကိုနားမလဲတဲ့စကားတွေပြောတာပဲဖြစ်ပေါ့နော်အမှုရာတွေဘာတွေပြတာပဲဖြစ်ဆိုရင်တော့အဲ့လိုကိုမသိပဲနဲ့လိုက်ပြီးတော့မရွှေးပါနဲ့လို့နော်အခုဆိုရင်ဒီကောင်မလေးကတော့ तू က လိုက်မပြောလို့နော်တကယ်သူလိုက်ပြောလို့ရှိရင်ဟိုဘက်ကထင်လွဲသွားတာဗောလေနော်ဟို man ဆိုတဲ့စကားကတော့အာသူလဲသူ man လိုက်လို့ရှိကိုလဲလိုက် man လိုက်လို့ရှိရင်သူ man ကို man နဲ့သူဘက်ကထင်လွဲကိုကတော့နားလေလို့ man လိုက်တာမဟုတ်ပဲနဲ့ तू ကဟိုကိုနားလေတယ်ဆိုပြီးတော့ तू ထင်ပြီးတော့အသူ့ရဲ့တောင်းဆိုမှုကိုလက်ခံတယ်ဆိုပြီးတော့ तू အဲ့လိုမျိုးသဘောပေါက်သွားမှာဆိုလို့နော်အဲ့ဒါကြောင့်မို့လို့ကျွန်တော်ပြောချင်တာကဟိုအလုံးလုံးလုံးနေတဲ့ အဲ့မှာအခုလိုဖြစ်စဉ်မျိုးအခြေအနေမှန်လို့ဆိုလို့ရှိရင်နံပါတ်1ကတော့ဟိုပထမအဆုံးကိုယ့်ရဲ့ agency ကိုအတိပေးပါနံပါတ်2ကတော့ဟိုကိုလုံနေတဲ့အဲ့နိုင်ငံရဲ့အလုပ်သမားအလုပ်သမားယုံပေါ့နော်ပြောမှဆိုလို့ရှိရင်တော့ဥပမာဆိုတန်ယုံလို့ပါတော့ဆိုအဲ့လိုမျိုးအကြောင်းကြားပြီးတော့ပေါ့နော်အတိပေးစေခြင်းနဲ့အာနောက်နောက်တစ်ခုကတော့ကိုဖြစ်နေတဲ့အဲ့ဒီဖြစ်ပွားမှုပေါ့နော်နံပါတ်တက်ပြီးတော့ဟိုတက်တေထောက်ထားတစ်ခုခုတော့ဟိုယူထားဖို့ကလိုတယ် အဲပြီးတော့ရှိရင်ဟိုဒီအဲ့ဒီအလောက်ကနေပြီးတော့အမြန်ဆုံးထွက်သွားနိုင်အောင်ကြိုးစားပါလို့နော်အဲဆိုတော့ဒီလိုအခြေအနေမဟန်တဲ့ဟာကိုကိုတိတိကြီးနေအောက်အီးပြီးနေနေဆိုလို့ရှိရင်ဒါတော့ကိုအပြစ်ဖြစ်သွားပြီလေဟုတ်တယ်မလားဒါကြောင့်မလို့ဒီဗီဒီယိုလေးကိုတခြားနိုင်ငံသားကိုရောက်ပြီးတော့အခုလိုအခြေအနေမျိုးရောက်ရှိနေတဲ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုကျွန်တော် knowledge sharing အနေနဲ့ကျွန်တော်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ကဲနောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာဘေးပါ